ဥမင်း online ပေါ့နော်ဥမင်း online ကဝိတောက်ကားတွေဖမ်းမှုเนาะပြောဆိုတာရှိတယ်ပေါ့တို့ပါတော့လည်းပဲဒီဒီဝိတောက်ကားတွေကိုဝိတောက်ကားရဲ့တစ်ခါဆက်ဆက်နေတယ်ကျွန်တော်မနေ့ကတနေ့တနေ့အောင်ထင်ပါတယ်နော်ဟိုမိုးညင်းမြို့ခလာရ15ရဲ့ဌာနခွဲမှုပေါ့ဗျာနော်ဘူကြီးစင်ထွတ်လင်းရဲ့ဒီလိန်ရှုပ်တော်ပုံကိစ္စပေါ့ဗျာနော်လိန်ရှုပ်တော်ပုံဒါကြံစီမှုပေါ့လိန်မိုင်းဆိုင်ရာနိုင်ကျင့် စော်ကားရယူမှုပေါ့ဗျာနော်အဲအဲ့ဒါနဲ့ပတ်သက်ပြီးအဲ့မှာပဲခင်ဗျားတို့ရဲ့တိုင်းတော့ကရေတော်ရှုပ်ထွေးတာပဲဗျာဒီလားတိုင်းတော့ကရေတော်ရှုပ်ထွေးပါလေအဲ့တော့အခုဖြစ်တဲ့ဖြစ်စဉ်မှာအာဌာနခွဲဘူကြီးစင်ထွလင်းကသူ့ရဲ့တပတ်စင်နဲ့အဲတပတ်စင်နဲ့ကျွန်တော်တို့တငယ်အဲတငယ်ချင်းလို့လည်းပြောလို့ရတော့ကောနော်တပတ်စင်နဲ့သူရဲ့ရာရှိပဲဒါသူတို့ဆိုနေရဆိုရာတူတူပဲသူလည်းဘူကြီးဟိုကလည်းဘူကြီးပဲဗျာနော်တပတ်စင်နဲ့သူရဲ့မျိုးသမီးကို ညာခေါ်သွားတယ်လို့ကြားသိရတာပေါ့နော်ညာခေါ်သွားဆိုတာကဘသူ့ကိုခေါ်ခိုင်းလဲဆိုတော့ခေါ်ခိုင်းတာကတက်ကြက်ကြီးခင်မောင်ထွေးကနေပြီးတော့အဲဒီအမျိုးသမီးကိုပေါ့နော်ထမင်းဆိုင်သွားကြမယ်ထမင်းသွားစားကြမယ်ပေါ့ဗျာနော်အဲဆိုလို့ကျွန်တော်ထမင်းသွားစားမယ်အဲထမင်းဆိုင်ကောင်းကောင်းလိုက်ပြပေးစတဲ့ပုံစံမျိုးဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ဒါသုံးသက်ကြည့်ရတော့ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကမာလေးကိုခေါ်သွားပါတယ်ခေါ်သွားတဲ့ခါမှာထမင်းဆိုင်မသွားဘဲနဲ့စားတော့ဆိုင်တောက်စားတဲ့ဘီယာဆိုင်ကိုခေါ်သွားပါတယ် ဗီရာဆိုင်ကိုခေါ်သွားပြီးတဲ့အခါမှာတော့အဲကောင်မလေးနဲ့အတူတူတောက်စားတယ်တောက်စားပြီးတော့ပြန်လာတယ်ပြန်လာတဲ့အခါမှာဂိမ်းနှစ်ပေါ့ဂိမ်းနှစ်ဆိုတာဒီကျွန်တော်တို့ခလာရ15ဂိမ်းနှစ်ကနေဝင်လာဝင်တဲ့အခါမှာစစ်တပ်ဆိုတာပြအားလုံးကမိသားစုလိုနေတဲ့အဖွဲ့အစည်းလေနော်ခါလည်းမျက်လုံးပေါင်းကမျက်လုံးတိုင်းမှာဘယ်လိုခေါ်မလဲနေရာတိုင်းမှာမျက်လုံးတွေရှိသလိုနေရာတိုင်းမှာနားတယ်အပြန်လာတဲ့အခါမှာဂိမ်းနှစ်ကနေဝင်လာတယ်ဝင်တဲ့အခါမှာအဲကောင်မလေးကိုနေရာပြန်မပို့မနဲ့အရာရှိရိတ်တာကိုတန်းမောင်းသွားပါတယ် ရရှိရိတ်တာကိုတန်းမောင်းသွားပြီးတော့ကာမလေးကလည်းမူးနေတဲ့ခြေနေမျိုးဖြစ်ပါလိမ့်မယ်။အဲ့ချိန်မှာကာမကြံစီမှုတွေဖြစ်ခဲ့တယ်ပေါ့ဗျာနော်။ဖြစ်တဲ့အခါမှာတော့ကာမလေးကတော်တော်အရှက်ရခဲ့ပါတယ်။အရှက်ရတဲ့အခါမှာကာမလေးအနေနဲ့ကဒီကိစ္စကဘလို့မတိချမ်းလို့မရမယ့်ကိစ္စမျိုးမဟုတ်ဘူးလေနော်။အဲ့ဒီအတွက်ကြောင့်မလို့ကာမလေးကတိုင်မယ်တောမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့အခါမှာတယင်းမှုပေါ့ဗျာ။တယင်းမှုတယင်းမှုရဲ့ကတော်ပေါ့အဲသူကတယင်းမှုထအောင်ပါဒီဒီဒီစကားမှာပေါ့ဗျာဒီဇလန်းမှာပေါ့နော် ီဇာလမ်းမှာသူကတက်ရင်မှုထထမှာအာနာအတယင်းမှုဇော်တန်းနိုင်တဲ့သူ့အမျိုးသမီးဒေါ်အေးအေးသိန်းနေပေါ့ဗျာနော်ဒေါ်အေးအေးသိန်းကကောင်မလေးကိုညှိတယ်အဒီကိစ္စမတိုင်နဲ့ပေါ့နော်မတိုင်နဲ့မတိုင်လို့ရှိရင်ငွေသိန်း30နဲ့ညှိတဲ့အခါမှာတော့သူညှိမှာပဲသူရှုပ်မှာပဲပြဿနာပိုရှုပ်ပြီးတော့ဒီအမှုကိုဒီပြဿနာကိုကောင်မလေးရဲ့ကောင်မလေးရဲ့ယောက်ျားဘူကြီးကတိသွားတယ်အဲဘူကြီးကတိလည်းတိသွားဘူကြီးကလုံးဝလုံးဝဘယ်သူလည်း သူမရောက်ထီရဓာကြီးပေါ့မရထီဓာကြီးပေါ့ဗျာနော်ဘူကြီးကတော်တော်အေးရောကြာတည်ရတယ်အဲ့တော့ဒီဘူကြီးကလုံးဝတီးမခံမဲနဲ့တိုင်ပိုက်တိုင်ပါလီရောခြေနှန်းကအထက်ကိုရောက်သွားတယ်ခြေနှန်းကိုအထက်ရောက်သွားတဲ့အခါမှာတော့အာဘလို့ဒုတိုင်မှုကဥရဖားရနဲ့ဆင်းလာတယ်ဆင်းလာပြီးတော့စပြီးတော့ညှိုးကြပါလေရောစညှိုးတဲ့အခါမှာဘူကြီးကိုနော်ဒီကာမကြံစီခံရတဲ့အမျိုးသမီးရဲ့ဘူကြီးယောက်ျားပေါ့နော်ယောက်ျားဘူကြီးကိုအရှိန်အဟန်ကို အတင်းပို့လိုက်ပါလေ။အရှင်းအတင်းပို့လိုက်တဲ့အခါမှာတော့အာကောင်မလေးကလည်းကောင်မလေးကိုလည်းတက်ကမောင်းထုတ်လိုက်တယ်။ကောင်မလေးခင်မြန်မာတနာစရာပါ။သူ့မှာအသက်ကြီး6အသက်60ကျော် မိခင်ရှိသလို3နှစ်သားရွယ်နော်ခလေးတယောက်လည်းရှိပါတယ်။အခုတက်ပြင်ပါဗျာနော်။နေထိုင်နေရဘယ်လောက်ထိသူတို့မလုံးမချုံဖြစ်မလဲ။ဘယ်လောက်ထိအဲ့ဒီမှာကျွန်တော်ပြောမှဆိုရင်အရန်ကိုစိုးတဲ့နေရာတွေပါနော်။ပြည်သူစစ်လည်းရှိတယ်။တက်လည်းရှိတယ်။ တကယ်တိုက်ပွဲတိုက်ပွဲတွေခင်ပြီးဖြစ်လာနိုင်တဲ့နေရာတွေပေါ့ဗျာနော်အဲ့တော့ဒီမျိုးဒီမင်းမင်းလေးခင်ဗျာမှာအပြင်မှာနေနေတက်မှာရှိတဲ့သူတွေအားလုံးကလည်းသူနဲ့လုံးဝမဆက်သွယ်ရဆိုပြီးတော့အာဒီတယင်းမှုကတော်ပေါ့နော်တယင်းမှုကတော်အေးအေးသိန်းကချိန်ချောက်ထားတယ်လို့ကြားသိရတယ်နော်ဒါမျိုးကြားသိနေရတယ်အတော်အေးသိန်းကလည်းဒီကိစ္စကကျွန်တော်မနေ့လောက်ကမနေ့ကပေါ့နော်ကျွန်တော်ပြောလိုက်တဲ့အခါမှာဒီသတင်းကတော်တော်လေးပြန့်နှံ့သွားတဲ့အခါမှာတော့ တက်မှာချက်ချင်းလန်ငယ်ဒါပါခေါ်တယ်ဒါပါဆိုတော့ meeting ခေါ်တော့ပေါ့ဗျနော် meeting ခေါ်ပြီးတော့အဲသူတို့တင်းကတော့အထက်ကိုအဲကျွန်တော်တို့ဒီ online ပေါ်မှာလည်းပြန့်နှံ့နေပြီဘလောက်ပဲပြန့်နှံ့ပြန့်နှံ့ပေါ့ဗျာလုံးဝဂိမဆိုင်ပါဘူးတဲ့ဒီကိစ္စမှာဒီကျူးလွန်သူပေါ့နော်ဘိုးကြီးစင်ထွတ်လင်းကမဝင်ခံတဲ့၍ဘာမှလုပ်လို့မရဘူးတဲ့မဝင်ခံအောင်လည်းပြောထားပြီးသားဆိုတဲ့ပုံစံမျိုးတွေအထိအဲပြောတဲ့အခါမှာတော့ဥပဒေနဲ့တရားဥပဒေနဲ့ကျွန်တော်တက်မလို့စိန်ခေါ်လိုက်တာပဲဗျာနော်အဲ့တော့ ဒီအမျိုးသမီးလေးရဲ့အဖြစ်ကခံလဲခံရသေးတဲ့အမျိုးသားကိုလည်းအခုရှည်တန်းကိုလည်းပို့ထားသေးတယ်ဟဟလာအမျိုးသမီးလေးခင်ဗျာပါသူတက်ကလူတွေကလည်းဘယ်သူမှသွားပြီးမပတ်သက်နဲ့တက်ကနေပြီးတော့မောင်းထုတ်တဲ့အခါမှာလဲသူများတွေကူညီချင်တာတော့မှပဲနော်တက်ကမိသားစုအတိုင်းဝိုင်းအနေနဲ့ကုညီချင်တာမှာဘသူမှအကူညီပေးလို့မရတဲ့အခြေအနေမျိုးထိတည်ရင်မှုကတော်ရဲ့ဩဇာအာဏာကကြီးလွန်ပါတယ်နော်အားလုံးကရှောင်ကျင်တဲ့အခြေအနေကိုရောက်လာတယ်အဲ့တော့ သူတို့မှာတခြားရွေးချယ်စရာမရှိတော့ဘူးအဲ့တော့ဒီချင်းနဲ့ချင်းရမှာတရားရေးရင်ဆိုင်သူเนาะတရားစွဲသူဘိုလ်ကြီးပေါ့เนาะသူ့နာမည်တော့ကျွန်တော်မပြောချင်ပါဘူးဒီဒုတိုင်းမှုရဲ့ကျိန်းမောင်းမှုကိုလည်းခံရပါတယ်ဒုတောင်းမှုရဲ့ကျိန်းမောင်းမှုခံရတဲ့အပြင်ကိုနောက်ထပ်ဘသူရဲ့ကျိန်းမောင်းမှုလည်းတက်ဆွဲမှုပေါ့အမြောက်တက်ရဲ့တက်ဆွဲမှုကလည်းသူ့ကိုခေါ်တွေ့ရဂျီဝမ်အစ်စ်မှာဂျုံထဲမှာရှိပါတယ်ဂျုံထဲမှာရှိတဲ့အခါမှာခေါ်တွေ့တဲ့အခါမှာဘလို့ထိပြောလဲဆိုရင်စစ်တပ်မှာကိုမှန်တယ်ကိုမှန်နိုင်ကောင်းမှလည်းလို့မရဘူးတဲ့ စစ်တပ်ဆိုတာပါမှတ်နေလေเนาะ65နဲ့အေးအေးယူပြစ်မယ်ဆိုတဲ့ပုံစံမျိုးထိချိန်ချောက်တယ်အဲ့တော့ခတ်တာကသူကဘာဘာနဲ့လားတဲ့လဲဆိုတော့ပြစ်စာမဟုတ်အာဒါဒီလိုဒီလိုမျိုးပါเนาะအဒီလိုမျိုးစကားလုံးတော့မပြောချင်ပါဘာနဲ့ချိန်ချောက်တယ်ရဲ့ပုံစံမျိုးစစ်သားကိုတနက်နဲ့သွားချိန်ချောက်လို့ကတော့ဘယ်ဘယ်သူကလဲเนาะအေးစကားပုံတော့စကားပုံတော့ပေါက်ရိုက်ဖြစ်ကုန်เนาะဟုတ်ပြီစစ်เนาะတေးရဲ့ တိုက်ရဲခိုက်ရဲလို့စစ်သေးဝင်လာတဲ့စစ်သားတယောက်ကိုထောင်လောက်နဲ့သွားမချင်းချောင်းတယ်လေတရားစွဲမှုလောက်နဲ့သွားမချင်းချောင်းလိုက်တယ်အဲ့တော့ဟိုမျိုးသားကလည်းဘူကြီးကလည်းဘဲခံလေးလေးနဲ့တရားစွဲတာပေါ့အဲတရားစွဲတဲ့အခါမှာတော့စုံခုံထိုင်ရပါပြီเนาะစုံခုံထိုင်တဲ့အခါမှာเนาะဘူကြီးစင်ထွက်လင်းကတော့အခုစုံခုံမှာထိုင်နေပြီအမျိုးသမီးကိုလည်းစစ်ပါတယ်เนาะအမျိုးသားပြောအခုတရားစွဲတဲ့တရားစွဲတဲ့ဘူကြီးကတော့ အဲဘလို့ခေါ်မလဲရှည်တန်းပုတ်ခန္ဓာအတိတ်ကျပုတ်ခန္ဓာရတာပါနော်ရှည်တန်းပုတ်ခန္ဓာရှည်တန်းနေလာပြန်ပြီးတော့အမှုတော်မှာရင်ဆိုင်လို့မရဘူးအဝေးရောက်ဘယ်ခေါ်မလဲဆိုရှင်ကျွန်တော်တို့ရှင်းလင်းချက်ပေါ့အဝေးရောက်ဟိုဆွဲဆူချက်ပုံစံမျိုးနဲ့ပဲအဲစုံခုံမှာအဖြစ်နေတယ်ပေါ့ဗျာအဲ့တော့ဒီကိစ္စမှာ Ume Online မှာပြဿနာပါတယ်နော် Ume Online လို့ပါပြဿနာရှိရခဏစားကျွန်တော်တေချာပြောဟုတ်တယ်အဲ့တော့အဲဒီစုံခုံရဲ့ပေါ့နော်အာစုံခုံမှာအခုဘသူကတာဝန်ယူထားလဲဆိုလို့ရှိရင်တော့ အဲဘယ်ခေါ်မလဲဥက္ကဋ္ဌက208ရက်အမှတ်208ရက်เนาะအဲဘယ်ခေါ်မလဲဆိုတက်ရင်မှုအမြောက်တက်ရက်တက်ရင်မှုက သူကစုံခုံဥက္ကဋ္ဌပြဥဝင်နိုင်ပေါ့เนาะဒုတိယဘုံမူကြီးဥဝင်နိုင်ကစုံခုံဥက္ကဋ္ဌဖြစ်တယ်အဲသူကနေပြီးတော့ဟုတ်ပြီငါတို့စုံခုံမှာစုံခုံမှာဘယ်ခေါ်မလဲဆိုအချက်လက်တွေယူမယ်အမျိုးသမီးငယ်စီကအချက်လက်ကိုယူတယ်เนาะအပြီးတော့လို့ရှိရင်ကျွန်တော်တို့မျက်မြင်သက်သေတွေစီကအချက်လက်ကိုယူတယ်ဟုတ်လားပြီးတော့ အရာရှိစီကအချက်လက်ယူမယ်ဆိုတဲ့ခါကျတော့အရာရှိကရှေ့တန်းမှာလုံများနေတယ်တဲ့အရာရှိလာလို့မရအောင်ဆိုတဲ့ပုံစံမျိုးနဲ့ရှေ့တန်းမှာဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ပူကြီးကိုလုံဝရှေ့တန်းနဲ့နောက်ကိုလုံဝပြန်သူတို့ကသူတို့ဆိုလိုချင်တာသူတို့ဟာသူတို့စွဲမယ်သူတို့ကသူတို့စုမယ်သူတို့ကသူတို့ပြောမယ်သူတို့ကသူတို့စီရင်ချက်ချမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာအဲ့တော့အတော်တော်လေးအခြေအနေတွေအဲစိုးနေတယ်ပေါ့ဗျာနော်ဘယ်လောက်ထိဘယ်လောက်ထိဒီကိစ္စကဆက်သွားမလဲ အဲတက်တေတွေယူတဲ့ခါမှာလဲတက်တေက2ယောက်ရတယ်ဗျာဒီကတက်တေသူတို့ပြန်လာတဲ့ခိတ်ကဆက်ဆက်လာပြေသွားပြီနေရတိုင်းမှာနားတွေရှိသလိုနေရတိုင်းမှာမျက်လုံးတွေရှိပါတယ်စစ်တပ်မှာအဲ့တော့ဂိတ်ကနေဝင်လာတဲ့ခါမှာအဆောက်2ယောက်ပေါ့နော်ဂိတ်ဆောက်2ယောက်ကတွေ့တယ်ဂိတ်ဆောက်2ယောက်ကတွေ့တဲ့ခါမှာတက်တေအဖြစ်နဲ့အဲ့ဂိတ်ဆောက်2ယောက်ကို ခေါ်တဲ့ခါမှာ2ယောက်စလုံးမရဘူးတယောက်ကတော့အရှိတန်းကိုအတင်းပို့လိုက်တာနောက်တစ်ယောက်ကတော့ ဒီအမျိုးသမီးဘက်ကနေပြီးတော့မတရားလို့ရက်တည်မိတဲ့အတွက်ကြောင့်မဟုတ်လားအခုအဲ့တယောက်ကထွက်ပြေးသွားပြေးသွားတဲ့သူရဲ့နာမည်ကိုကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့နော်အမ်တက်သားမျိုးထက်ကတော့အခုအခြေတိုင်းရောက်သွားပြီအခြေတိုင်းပို့လိုက်တယ်ကိစ္စကဘောကနေလဲအခြေတိုင်းရောက်ပါနော်အဲ့တော့တက်သားရွှေအောင်ကတော့ပြေးပြီဘာကြောင့်လဲဆိုဒီအမျိုးသမီးဘက်ကရက်တည်မိလို့လေနော်ဟာလုတ်လုတ်ချင်တယ်လို့လုတ်ချင်တယ်လို့လုံနေတာပဲကြာနော်ဟာတော်တော်လေးအံ့ဩတယ်ကျွန်တော်ရေနံနာနဲ့ပြောရအောင်နော်ကျွန်တော်ဒါတစ်ဖက်လည်းတက်မလို့သားပဲတစ်ဖက်ကလည်းတက်မလို့သားပဲတစ်ဖက်ကလည်းတက်မလို့ကြီးပဲ ဒီလိုကိစ္စမျိုးကိုကျွန်တော်အနေနဲ့ပြပြလေးလေးနဲ့ပြီးစေခြင်းပဲမဲ့အခုကပြပြလေးလေးနဲ့ဘလို့မှပြီးလို့မရတဲ့ပုံစံမျိုးတွေဖြစ်သွားတယ်အဲ့တော့ဘာကြောင့်မို့လို့เนาะဒီဌာနဝင်မှုဘိုလ်ကြီးစင်ထွတ်လင်းကိုဒီလောက်ထိကာကွယ်နေရတာလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်တဲ့အခါမှာဘိုလ်ကြီးစင်ထွတ်လင်းရဲ့အမျိုးသမီးเนาะအမျိုးသမီးအဒေါ်မူဒေါ်လှိုင်မူတက်ဒေါ်လှိုင်မူတက်က အဲဘယ်လိုခေါ်မလဲစမကျွန်တော်ပြောသလိုဒုတိယဘုဇုံဒုတိယဘုဇုံကြီးနော်တန်းလှန်ရဲ့တမီးဖြစ်နေပါဒါနဲ့ပတ်သက်ပြီးငင်းခုံလာဟာဒုတိယဘုဇုံကြီးတန်းလှန်ပါတမတ်လုံးဝမရှိပါဘူးဆိုတော့အငင်းခုံမှုတွေကျွန်တော်တွေ့ရပါတယ်နော်ကြားသိရတယ်ကြားသိတဲ့ခါမှာအဲ့တော့ကျွန်တော်အနေနဲ့ကလည်းပို့ပြီးတော့တိကျဖို့ညောင်မြစ်တွေရှောက်တူးရတော့ရောနော်ညောင်မြစ်တွေရှောက်တူးတဲ့ခါမှာပောက်တွေပေါ်လာတယ် သမီးမှာယောက်ျားမရှိပါဘူးဆိုပြီးတော့ကြားသိရတဲ့အခါမှာအာကျွန်တော်အနေနဲ့ဆက်လက်ပြီးစုံစမ်းတဲ့အခါမှာဦးတန်းလိုင်းမှာတမတ်ရှိသလားမရှိသလားဆိုတော့ဩတေချာစဉ်းစားကြည့်ကဒီအမျိုးသမီးကဦးတန်းလိုင်းရဲ့တူမအရင်တူမအရင်ဒါပေမဲ့မွေးစားထားလိုက်တဲ့ပုံစံမျိုးဖြစ်သွားတဲ့အခါကျတော့သမီးပေါ့သမီးပုံစံမျိုးသမီးရင်းလိုမျိုးမွေးစားလိုက်တာအဲထပ်ပြီးပေါ်လာတယ်သူကထပ်ပြီးပေါ်လာဒီအမျိုးသမီးကိုမွေးစားထားလိုက်တယ်မွေးစားထားတဲ့အခါမှာတူမကသမီးဖြစ်သွားတယ်အဲ့တော့ သူကိုယ်တိုင်ကလည်းငါ့အဖေကဥသန်းလိုင်းဥသန်းလိုင်းဥသန်းလိုင်းဆိုတဲ့ခါကျတော့ဆိုတဲ့ခါကျတော့ဘသူမှမတိရဲမပြုတ်ရဲမပြောရဲပုံစံမျိုးကြီးဖြစ်လာအဲ့ဒီအချိန်မှာဝတ်တော့ကားပြဿနာဆပါပြီဆပါဦးမင်းအွန်လိုင်းကတော့ဝတ်တော့ကားတွေဖမ်းပါတဲ့ဒါပေမဲ့ခင်ဗျားဝတ်တော့ကားတွေကိုနော်ခင်ဗျားဖမ်းပါဆိုတဲ့ဦးမင်းအွန်လိုင်းနော်အဖရေလို့ပြောမှာပါနော်အဖကတော့ဖမ်းခိုင်းတာပဲအဲ့ဒီဖမ်းခိုင်းတဲ့ဖမ်းတော့ဖမ်းလို့ဖမ်းလို့ရမှာပေါ့လေဒါပေမဲ့ လမ်းတစ်လျှောက်လုံးမှာဒီဝတ်တော့ကားကိုဘယ်သူကားလို့သာပြောလိုက်ပါဘယ်သူမှတော့ကတ်မရေပါပျက်ပြားတလဲနဲ့တခါတည်းဟိုဆက်ပြတ်နေတာဝိုင်းတိုးမိမဲ့ခြေနေမျိုးဖြစ်ပါဥသားလိုင်းဒါဥသားလိုင်းရဲ့ကားဆိုပြီးတော့သူတို့စီးမဲ့ကားကိုတက်ကိုယူလာတဲ့အခါမှာအာလမ်းမှာဥသားလိုင်းရဲ့ကားဟာဝတ်တော့တွေဝီးတက်တွေဘာတွေဘာမသိချင်ဘူးဥသားလိုင်းဆိုတာနဲ့ဝီးတက်လည်းဖြစ်တယ်နော်လိုင်စင်လည်းဖြစ်တယ်တနိုင်ငံလုံးရဲ့ license လည်းဖြစ်သွားပြီးတော့အဲ့ဒီ scar ကိုအဲ့ဒီမှာအဲ့ဒီမှာအဲ့ဒီပြဿနာတွေစပြီးကျွန်တော်သူနဲ့ဘာတော်တယ်လဲဆိုတော့ကျွန်တော်ပြန်ပြီးတော့လိုက်ရတာပါเนาะ အဲ့ဒီခါမှာတော့ကွက်ကွက်ကူငင်မိပါတယ်။ဥမင်း online ထဲမှာသွားကြည့်တာပါ။နော်တိုင်းလော့ကတိုင်းလော့ကရှုပ်ထွေးလာဥမင်း online ထဲမှာသွားကြည့်တာပါ။နော်ဥမင်း online အဲ့တော့ဒီကိစ္စကတော့အခုအချိန်ညမှာရှင်းကြပြာနော်။အဲကျွန်တော်ကတော့ဥတန်း line နဲ့ဘာမှမတော်ဘူးပေါ့နော်။ဟိုဘာမှမတော်ဘူးဥတန်း line မှာတမန်မရှိဘူးဆိုတဲ့ကိစ္စကိုကျွန်တော်လိုက်ရင်းနဲ့မှအာကျွန်တော်ဆက်လက်ပြီးတော့အဲထုတ်ပေါ်တွေ့ရှိလာတော့နော်။ရှာဖွေတွေ့ရှိလာရတယ်။အဲ့တော့ဒီအမ်ဒီကားတော့အဲ့မှာရောက်နေမေယုံရှိတော့ပြောင်းသွားပြီးတော့အဲစစ်စစ်ကြည့်ပါနော်။ စစ်စစ်ကြည့်လို့ရတယ်အဲ့တော့ဒါကြောင့်မို့လို့သူတို့ဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အကာအကွယ်အကာအကွယ်တွေပေးနေတာပေါ့ဒီမျိုးသားပေါ့နော်ဒီမျိုးသားဘိုကြီးစင်ထွလင်းဟာဘိုကြီးစင်ထွလင်းရဲ့တမိုင်းကိုကျွန်တော်ဆက်လက်လေ့လာကြည့်တယ်ဒီတိုင်းနေလို့မရဘူးဗျာနော်အဲ့တော့ဒီအမျိုးသားပေါ့ဘိုကြီးစင်ထွလင်းရဲ့တမိုင်းကိုကျွန်တော်ဆက်လက်လေ့လာပါမယ်လေ့လာဒီပုဂ္ဂိုလ်ကလည်းခေတဲ့သူတော့မဟုတ်ဘူးဗျာသူကជី3တွေပဲလုပ်ခဲ့ဘူးလားပဲနော်ជី3ဆိုတာဟိုជី3တနက်လောက်တာမဟုတ်ဘူးជី3ဆိုတော့သူတို့အဆင့်ရှိသေးတာပေါ့နော်အဲ့တော့အဲ့ဒီအချိန်ကလည်း KDB ကအမျိုးသမီးတယောက်ကို တက်မှာ call 8တယ်နော် call 8တဲ့အခါမှာအဲ့ပြဿနာလဲအာကြီးကြီးမမဖြစ်သွားတော့သူ့ကိုနေရာရွှေ့ပလိုက်ရတယ်ဘလာတန်စားနေပြနော်အခုလဲလွယ်လွယ်နဲ့ပြီးသွားမယ်ထင်ပြီးတော့နော်အမျိုးသမီးတယောက်ကိုဒါမျိုးဒါမျိုးဒါမျိုးပေါ့နော်ဟိုလိမ့်မိုင်းဆိုင်ရာကျန်ဖတ်ရယူလိုက်တယ်ပေါ့နော်လိမ့်လိမ့်ညာပြီးရယူတာလားအကျန်ဖတ်ပြီးရယူတာလားဒါမှမဟုတ်ရှိရင်လှဲစားပြီးရယူတာအရမူးအောင်တိုက်ပြီးတော့ဆိုတဲ့ခါကြောင်နေနော်အဲဒီအချင်းအရာမှာကြည့်ရတာပေါ့ဗျာနော်အဓိကကတော့ မလဲပဲနဲ့ဝင်ရှုပ်တဲ့ဒီတယင်းမှုရဲ့ကတော်ပေါ့ဗျာတော့ဒေါ်အေးအေးသိန်းကတော့ပြဿနာဖြစ်လိမ့်မယ်။ဘာကြောင့်လဲဆိုတဲ့ခါကျတော့စစ်တပ်ကိုသူတို့ရှော့တက်တာကိုမိမ့်ပါလေ။စစ်တပ်မှာเนาะစစ်ဥပဒေမှာစစ်စည်းကမ်းမှာယာတို့မရှိဘူးဆိုတာသူတို့မသိဘူးထင်တယ်เนาะ။အဲ့တော့စစ်တပ်တရလုံးစော်ကားဖို့တော့ခင်ဗျားတို့မစဉ်းစားပါနဲ့เนาะ။အမှန်တရားကိုစော်ကားဖို့မစဉ်းစားနဲ့။အဲ့တော့မလဲပဲနဲ့ရှုပ်ခဲ့တယ်။အဲ့တော့ကျွန်တော်အနေနဲ့က ဒီပြဿနာနဲ့ဆိုင်တာပဲကျွန်တော်ပြောချင်မိမယ်တခြားပြဿနာတွေတူရင်ဆော့ရင်တူရင်ဆော့ရင်နဲ့နော်တူရင်ဆော့ရင်တူရင်ဆော့ရင်ကျွန်တော်သိရှိထားတာအများကြီးပဲဒါပေမဲ့ကျွန်တော်မပြောလို့ပါဘူးမပြောချင်ဘူးဘာကြောင့်မပြောချင်လို့ရှိရင်ကျွန်တော်ပြောရသွားမှာကျွန်တော်နဲ့မဆိုင်တဲ့ကိစ္စတွေမှာကျွန်တော်မပြောဘူးကျွန်တော်ဆိုင်ကျွန်တော်နဲ့ပတ်သက်တဲ့ကိစ္စကမတရားမှုအဲ့လိုမျိုးတရားလုံးနဲ့တဖွဲ့ခံနေရတာပြောဆိုလို့ရှိရင်တော့ကျွန်တော်ခင်ဗျားတို့ကြိုက်တယ်လို့ကိုပေါ်မောင်ထိုင်ဆဲနိုင်တယ်နော်ရောက်လာရင်လည်းဖမ်းနိုင်တယ်နော်ခင်ဗျားတို့လာလည်းဖမ်းနိုင်ပါလား ဒါပေမဲ့တော့မတရားမှုတွေကတော့ကျွန်တော်ကိုယ်တိုင်ခါသေးတယ်ကျွန်တော်ကြားလည်းခါသေးတယ်ကျွန်တော်လုပ်လည်းခါသေးတယ်သူများကလုပ်လည်းခါသေးတယ်ကိုယ်မျက်စိရှိမှမြင်အောင်မနေတတ်တာပေါ့ဗျာအဲ့တော့ဟုတ်ပြီဒီချင်းရောက်ဇက်ပေါင်းကန်းကိုပြန်စမယ်ဆိုရင်ခါလာရ15เนาะခါလာ15ရဲ့ဒီအရာရှိတရင်မှုရဲ့ကတော့เนาะဒါပါပေါင်းခေါ်လိုက်တယ်ဒါပါပေါင်းနှစ်နာရီကျော်ကြာတယ်ပေါ့နော်အဲ့ဒါပါဒါပါမှာမှပဲချင်းချောက်လိုက်တယ်အားလုံးပေါ့နော်အဲ့တော့ဒီကိစ္စမှာတက်တေတွေတွေ့ရှိထားတာကဘယ်လိုလဲဆိုလို့ရှိရင်အခု ကြံရပါကဘာလို့ဖြစ်လဲတရခံကတော့အခုအစွဲခံတာတရခံကတော့ပိုကြီးစင်ထွက်လင်းပေါ့နော်အဲသူနဲ့သူသူတပည့်ဖြစ်တဲ့တက်ချက်ကြီးခင်မောင်ခင်မောင်ထွေးအဲခင်မောင်ထွေးရကားနဲ့ခေါ်ပေးတယ်နော်အဲကားနဲ့ခေါ်ပေးပြီးတော့ရက်သွားတောက်ကြတယ်ရက်သွားတောက်ပြီးတော့ပြန်လာတဲ့ခါမှာဂိန်းနစ်ကလည်းဖြတ်လာတယ်ဖြတ်လာတဲ့ခါမှာတသားနှစ်ယောက်ကတွေ့တယ်တွေ့တဲ့နှစ်ယောက်ကလည်းမျက်မြင်သက်သေဆုံးခုံမှာထွက်ဆိုလာမယ်ဆိုတော့ခြေထောက်ကိုတယောက်ကိုပို့လိုက်တယ်နောက်တစ်ယောက်ကတက်ကထွက်ပြေးသွားရပြီသူတို့နှစ်ယောက်ရဲ့နာမည်တွေကနော် သူတို့နှစ်ယောက်ရဲ့နာမည်တွေကဆိုတော့ကျွန်တော်ပြောသလိုတသားရွှေအောင်ပြီးပြီနော်တသားမြို့ထက်ရှေ့တန်းရောက်သွားတယ်ဘူကြီးကလည်းရှေ့တန်းကိုရောက်သွားပြီအဲ့တော့ထပ်ပြီးကြားသိနေရတာကတော့လေအရာရှိတွေကရှေ့တန်းမှာအခုတောင်းညံ့နေမဲနေရလို့ပြောတယ်မဲနေဆိုတာမျိုးကစစ်တီတွေကိုဘာကြောင့်မဲလဲတော့မသိဘူးဆက်ဆက်မှုရှိလားမရှိလားတော့မသိဘူးအဲဒီပေါ့တရားစွဲဆိုတော့ဘူကြီးရှိတဲ့ရှေ့တန်းမှာ မဲနေတယ်ဟုတ်ကြလားမဲနေဆိုတာဖိအားတွေပေးနေတယ်ပေါ့ဗျာအိုက်ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့အဲဒီကိစ္စကဝတ်တော့ကားကိစ္စနဲ့ပတ်သက်ပြီးတော့မှဥသန်းလိုက်နဲ့ဘာတော်တယ်လဲဆိုတော့ကျွန်တော်တို့ကဆက်လိုက်ပြီးစုံစမ်းရရှိတာပါအဲဥသန်းလိုက်နဲ့ဘာတော်လဲဆိုဥသန်းလိုက်နဲ့ဥမဲအောင်လိုက်နဲ့ကဘလို့သွားညိလဲဆိုတော့သွားကြည့်ရသွားမြင်တော့နော်အဲဝတ်တော့ကားကိစ္စနဲ့ကြတော့သူတို့နှစ်ယောက်ကတတွဲလေးဖြစ်သွားတာပေါ့နော်တတွဲလေးဖြစ်သွားတယ်အဲ့တော့သူသူ့ရဲ့ သူမအရင်လည်းဖြစ်နော်သူသမီးဖြစ်မွေးစားထားတယ်သူသမီးပါဆိုပြီးတော့တတ်မှာပြောနေဆိုနေရတယ်လေရှိရတဲ့ကြောင့်မလို့ဦးတန်းလှိုင်ကတော့ဘာမှဟုတ်သည်ရှိမဟုတ်သည်ရှိနော်သမီးမိုက်လေးပဲမွေးစားမိသလားဒါမှမဟုတ်လို့ရှိရင်လည်းအကူရမဲ့သမီးလေးပဲမွေးစားမိလားမသိဘူးအဲပုံစံမျိုးဖြစ်နေတယ်အဲ့တော့အခုလောလောဆယ်ဒီပေါ့ဘူကြီးရဲ့မြို့သမီးဟာတက်တင်မှာကြောင်ယုံမှုများစွာနဲ့နေထိုင်နေရတယ်ပြီးတော့ ိုဘယ်လိုခေါ်မလဲဆိုရှင်တရင်မှုကတော်ကိုယ်တိုင်ကိုကတက်ထဲမှာဟုတ်ဒီဘူကြီးနေရာမှာပေါ့ဘူကြီးရဲ့စုံလုံးထိုင်နေတဲ့ခါကျသူ့နေရာမှာအရာရှိအစားထိုးတာတိုင်းရှိတယ်မပတ်သက်ဖို့เนาะဒီမျိုးသူကိုဝိုင်းကျင်ဖို့ဝိုင်းဖယ်ကျင်ဖို့ဆိုထိဆိုရဲထိလောက်ထားတိုင်းရှိတယ်အဲတခြားပေါ့เนาะဂိမ်းနေရှိကဂိမ်းမှာဘယ်လိုကောက်တယ်เนาะနေခဏခဏစကားတစ်ခါလည်းပြောလိုက်မယ်ဆန္ဒနှစ်ယောက်ထွက်ပြီးတော့အဲဆင်းရဲတေချာတင်အောင်เนาะ ဘာလို့ဆိုရင်ဒီထက်ပိုတဲ့ဟာတွေထက်လာမယ်နော်လို့ဆိုရင်အဲ့ဒီတယောက်ထွက်ပြေးသွားပြီအဲ့စီကတက်ပြေးဖြစ်ကြောင်းကိုတင်ပါလို့ဆိုလို့ရှိရင်အဲ့ဒီအဲ့ဒီတယောက်ကလည်းကျွန်တော်ဆက်လက်တူးဆွားပါလိမ့်မယ်တူးဆွားလို့ထက်ပေါ်လာရင်